ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတဲ့အောင်လည်းမင်္ဂလာပါဆိုတော့ဥရောပ Champion League ပြိုင်ပွဲရဲ့ဒါကျွန်တော်တို့စိတ်ဝင်စားစရာပွဲစဉ်တွေရဲ့အခုဒုတိယအကြော့ပေါ့လေဒုတိယအကြော့ပွဲစဉ်တွေကျွန်တော်ပြန်စပြီပေါ့လေဆိုတော့ဒုတိယအကြော့ပွဲစဉ်တွေမှာတော့ဘောလုံးပေးတက်တီအတွက် FC Barcelona အသင်းနဲ့ Inter Milan ပွဲပေါ့လေဒီပွဲကတော့ပေးတက်တီကိုလုံးဝကိုဆွဲဆောင်မှုအပြည့်နဲ့အဆုံးဖြတ်ပေးမဲ့ပွဲဖြစ်တယ် ဘာစလိုနာအတွက်တကယ်ကိုခရူရှယ်ဝီရဲ့ဒါဒုတိယအပတ်ကိုရောက်လာပြီဆိုတော့သူတို့ကတကယ်ကိုဒစိုက်စစ်ဝီမှာပထမအကြောရယ်မက်ဒရစ်ကိုအဲကလာစီကိုပြီးတော့အင်တာမီလန်နဲ့ပထမအကြောဂျာရီက ဖယ်လာတိုရီပြီးတော့အခုအင်တာမီလန်အဝေးခွေပြီးရင်အဲကလာစီကိုပွဲဘာဆိုနာကဒီပွဲပြီးရင်လည်းလာလီဂါချန်ပီယံအဆုံးဖြတ်ပွဲဖြစ်အဲကလာစီကိုပွဲပြန်နေတယ်တဖက်ကအင်တာမီလန်ကတော့ဒါ CDA မှာနာပိုလီကသူတို့ကိုသုံးမှတ်ဖြတ်ထားတဲ့အတွက်သူတို့ကိုလည်းနည်းနည်းလေးတော့ under pressure ဖြစ်နေတယ်အခုလောလောဆယ်ဒီနှစ်သိန်းကဒုတိယအကြော San Siro မှာတွေ့မယ်ဆိုတော့သူတို့နှစ်သိန်းကဒီဘက်နောက်ပိုင်းနှစ်တွေမှာတွေ့ထားတဲ့အချိန်မှာ2022 23လုံးကအင်တာမီလန်အသင်းကဘာဆိုနာကို သူတို့ရဲ့ San Siro ကွင်းမှာတကူးကုန်းရှိတဲ့နိုင်ပြီးတော့ Barcelona ရဲ့အိမ်ကွင်းမှာ၃ဂိုးစီသေးကြတယ်။နောက်2019-20မှာ Barcelona ကအဲဒီတုန်းက Inter Milan ကိုနှစ်ကြော့သလိုအိမ်ကွင်းအဝေးကွင်းနိုင်ပြီးတော့ Inter Milan က2018မှာတော့တကြိမ်ထပ်တိုက်တုန်းကတော့ Barcelona ကသူ့ကွင်းမှာနိုင်တဲ့ Inter Milan ကတူးတူးသေးကြတယ်။ဆိုတော့နောက်ဆုံး Inter Milan Barcelona ကိုအနိုင်ရတဲ့ချိန်က2020ပေါ့လေ။ပထမအကြော်မှာ Inter Milan က3-1နဲ့နိုင်ပြီးတော့ Camp Nou မှာ Barcelona က1-0နဲ့နိုင်တယ်။ဆိုတော့အခု ဆန်စီရိုမှာကစားတဲ့ပွဲမှာဘာစလိုနာဟာအင်တာမီလန်ကိုနောက်ဆုံးတွေ့တဲ့20မိနစ်တုန်းကရှုံးနေ18မှာနိုင်နေ20မှာနိုင်နေဆိုတော့ဘာစလိုနာက3ပွဲမှာ2ပွဲနိုင် တပွဲရှုံးထားတယ်ဆိုတော့ဒီနှစ်သိန်းကြားအချိန်နေလက်လောနေထိုင်အင်တာမီလန်ရဲ့လက်ရှိ weekend နဲ့လက်ရှိ form ရဲ့အချိန်ကတော့နည်းနည်းလေးတော့ return ပြန်အောင်နေတယ်သူတို့တဲ့ဟာတကယ်ကိုအကောင်းဆုံးပုံစံမျိုးရှိထားပြီးတော့မှမထင်မှတ်တဲ့အချိန်တွေတောက်လျှောက်ဖြစ်နေတယ်ဆိုတော့နီးပြအစီမျိုးနေအင်ဇာကီဘလို့ပုံစံသွားမလဲဆိုတော့လက်ရှိနေထိုင်ရအင်တာမီလန်အသင်းမှာလောလောဆယ်နေထိုင်ရကျွန်တော်သိထားတဲ့အချိန်မှာအင်တာဟာလက်ရှိနေထိုင်ရအကောင်းဆုံးပုံစံကိုပိုင်ဆိုင်ထားတဲ့အချိန်တွေကနေအခုနည်းနည်းလေးပြန်ရိမ့်နေတယ် နည်းနည်းလေးပြန်ရေးနေတယ်နောက်ဆုံး၅ပွဲမှာ Inter Milan ဟာ9ပွဲတပွဲပဲရထားတယ်အဲ့ဒါကအဆိုးကတဲ့ပွဲက Girona နဲ့ပွဲမှာတခုခုရှိရနိုင်ပြီးတော့ Barcelona ကနောက်ဆုံး၅ပွဲမှာ Inter Milan ကိုတေချတဲ့3-3ကရောရင်ပွဲတိုင်းနိုင်ထားတယ်ဆိုတော့နှစ်သင်းလုံးရဲ့လက်ရှိဖောင်ရဆိုတော့ Inter Milan ကဖောင်ပြတ်နေတယ် Barcelona ကတော့နည်းနည်းလေးအားကောင်းနေတဲ့အခြေအနေမျိုးရှိတယ်ဒါပေမဲ့ပထမကြော့ကစားသွားတဲ့ခြေစွမ်းကိုကြည့်ပြီးတော့ Barcelona ဟာ Inter Milan ကိုခက်ခက်ခဲခံရမယ်။ဒါကြောင့်လဲဆိုတော့ Inter Milan ဟာအရင်ကစောလစ် defense ကစားရတယ်။ attacking counter တံပြန်ကောင်းတာတွေမှာတော်တော်လေးအားကောင်းတယ်ဒီနေရာမှာတခုပဲသူတို့ရဲ့အဓိကတိုက်စစ်မှု Lotaro Martinez မပါနိုင်ရင် Terimi နဲ့ပွဲထွက်ရမယ် Terimi နဲ့တစ်ဖက်က Turan နဲ့ကစားရမယ် Martinez က twin goal တွေထက်အသင်းရဲ့တိုက်စစ်လိကိုဦးဆောင်တဲ့ပိုင်းမှာတော်တော်လေးအားကောင်းတယ် Turan နဲ့ဒီတိုင်းပဲဆိုတော့ Inter Milan ကထုံးစံတိုင်း3 back ကစားတယ် သူတို့3 pack ကတော်တော်လေးအားကောင်းတယ် Inter Milan ဟာဒီရသည်ချန်ပီယံလိမှာသူတို့အိမ်ကွေးမှာ Resta Belgrade ကို၄ဂိုးပြတ် Arsenal ကိုတကူကိုမရှိ RB Leipzig ကိုတကူကိုမရှိ Monaco ကို၃ဂိုးပြတ်နဲ့နိုင်ပြီးတော့အိမ်ကွင်း၄ပွဲကံပေးဖို့လုံးဝမရှိပွဲ၄ပွဲလုံးနိုင်ထားတယ်တခါရှုံးထွက်ပွဲစဉ်ကိုရောက်တဲ့ချိန်မှာ Final ကိုတော့သူတို့တကူပြတ်ပေးရပြီးတော့2-1နဲ့သူတို့နိုင်ခဲ့ပြီးတော့မှ Quarter Final ဆင်မှာ Bayern Munich ကို၂ဂိုးပေးရတယ်တူတူတည်ကြတယ်ဆိုတော့ Knockout Game ကိုရောက်တဲ့ချိန်မှာ Inter Milan ခန်းစစ်ကစပြီးဂိုးပေးရပြီးတော့ ်နောက်ဆုံးအင်ကွင်း quarter ရောက်တဲ့ချိန်မှာ Inter Milan ရဲ့အင်ကွင်းမှာ၃ဂိုးပေးထားရတယ်သူတို့ရဲ့အသင်းရဲ့လက်ရှိနေထား Barcelona အသင်းကတော့ဒါအခုလောလောဆယ်အနေထားရသူတို့ရဲ့ Champions League ပွဲစဉ်တက်မှာသူတို့ Monaco ကို၂ဂိုးတကူနဲ့သူတို့ရှုံးသွားတယ်နောက် away ကွင်း Rester Belgrade မှာသူတို့၂ဂိုးပေးရတယ်၅ဂိုး၂ဂိုးနဲ့သူတို့နိုင်တယ်ပြီးတော့ Borussia Dortmund ကွင်းမှာ3-2နဲ့နိုင်ပြီးတော့တစ်ဖက်က Benfica ကွင်းမှာ5-4နဲ့နိုင်တယ်ဆိုတော့ Barcelona ဟာသူတို့ရဲ့ away ကွင်းပွဲတွေကိုကြည့်ရင် ိုနာကိုကိုရှုံးတဲ့ရက်စတာဘက်ဂရိတ်ရဲ့ပရီရှာတော့မန်ရဲ့ဘန်ဖီကာကိုနိုင်တယ်တခါဘန်ဖီကာကိုဒါရှုံးထွက်အဆင့်ပထမအကျော်အဝေးကွင်းမှာတခုခုရှင်းနေနိုင်ပြီးတော့တော့မန်ကိုသူတို့3-1နဲ့ရှုံးထားတယ်ဆိုတော့အဝေးကွင်းမှာဒီရာဒီမှာသူတို့နှစ်ပွဲရှုံးထားတယ်ဘာဆိုနာရဲ့အဝေးကွင်းအထူးသဖြင့်ပရီရှာတော့မန်နဲ့ကစားတဲ့ဒုတိယအကျော်ဆိုဘာဆိုနာတော်တော်ကိုခက်ခက်ခဲကစားခဲ့ရတာဒါလက်ရှိနေထားရပထမအကျော်ကစားခဲ့တဲ့ပုံစံကိုကြည့်ခြင်းအပြင်အင်တာမီလန်ကဘာဆိုနာရဲ့ high line ကို ကောင်းကောင်းပြင်ဆင်มาတေးကြတယ်ဆိုတော့ဒီနေ့သင်ဖြစ်နိုင်ခြင်းလူချင်း ်လီဗွန်ဒေါစကီပါဖို့မတေချာသေးဘူးဘယ်ဘချန်ကအလဟန်ဒိုဘယ်တီအင်ဂျူရီပြဿနာရှိနေပြီးတော့မပါနိုင်တဲ့အတွက်ကြောင့်ဂျယ်ရမတင်မဲ့ကစားမယ်ဂျူးစ်ကွန်တေရဲ့အခြေအနေကိုလည်းဘာဆိုနာကစောင့်နေရတဲ့အချိန်မှာအင်တာမီလန်အသင်းကတော့တေချာတယ်ကိုယ်တမကတော့အခုလောလောဆယ်အနေထားရရန်ဆိုမှာဖြစ်ပြီးတော့ရန်ဘတ်စီရဲ့ပြီးတော့မှဘတ်စတိုရီရဲ့အချာဘီဖြစ်မယ်ညာတောင်ပေါ်မှာတော့သူတို့ဟိုတနေ့ကခြေစွမ်းပြတဲ့ဒန်ဆယ်ဒန်ဖရီကိုဟန်ဝစ်မက်ကာတာရီယန်ရဲ့ နီကိုလိုဘရယ်လာနဲ့တစ်ဖက်ကတော့ဟာကန်ချန်နယ်လိုရူရဲ့ဘယ်ဘချက်ကတော့ဟိုတနေ့ကဒီမာကိုတဲ့ဆိုင်အဂူစတိုကပူကောင်းလို့အဂူစတိုဖြစ်တိုင်းရှိပြီးတော့တိုက်စစ်ကလော်ထာလိုအင်ဂျူရီဖြစ်တဲ့ကြောင့်ထရေမီနဲ့တူရန်အတွဲဖြစ်နေမယ် ဘာဆိုနာကတော့တိုက်စစ်ကတေကြတယ်သူတို့တိုက်စစ်မှာအခုလောလောဆယ်အနေထားရလေမန်ဒေါစကီပပါနိုင်ရင်ဖရန်တော်ရက်ကစားမယ်ဘယ်ဘက်ချက်မှာတော့ရာဖင်ညာရဲ့ဒန်နီအိုမိုရဲ့ယမားရဲ့ကိုယ်လေကဒီအောင်နဲ့ဘက်ထရီဘယ်ဘက်ချက်ကတော့အခုလက်ရှိမှာဂျယ်ရမာတင်ကစားဖို့ရှိတယ်နောက်စန်တာဘက်ကဒီကိုမာတီနက်ဆက်ဖိုးကပါစီကိုညာဘက်ချက်ကအခုလောလောဆယ်အနေထားရတော့အဲရီကာစီယာကျွန်တော်ထင်တော့အဲရီကာစီယာနဲ့ဆိုင်ရောနဲ့အောင်ဟိုကပို့ပြီးတော့စစ်ဖြစ်နိုင်တဲ့အခြေအနေမျိုးရှိတယ် ်ဟိုနဲ့အာရူကို right back မှာထားအလဲမှာကူပါစီနဲ့ဘာလို့အာရူကပြန်ကပါပြန်လုပ်ပေးနိုင်တဲ့အခြေအနေမျိုးရှိဒါမှမဟုတ်ဆိုရင်အာရူကိုအလဲထားအီနီကိုမာတီနက်စ်ကိုပယ်ထားပြီးတော့ကူပါစီနဲ့အာရူကအလဲပုံစံဘာဆိုနာအပြောင်းလဲတဲ့အများကြီးလုံနိုင်နေရှိတယ်အဓိကကတော့ဒီပွဲမှာကွင်းလေဘယ်သူစီးထားမလဲဘာဆိုနာကွင်းလေဘောလုံးအပြတ်များလို့မရဘူး လုံးပြက်တာနဲ့ interpilan ရဲ့ late one တွေအထူးသဖြင့် interpilan late one တွေဟာတော်တော်လေးအားကိုးရတယ်။နောက်သူတို့တောင်းမှသူတို့ဘာအားပါတာကအဲ့ wing back နှစ်ခု Dazzle Dan Free နဲ့တစ်ဖက်ကဒီမာကိုပဲကစားချအခုဆိုကြဒီ wing back တွေဟာတော်တော်လေး highline ကိုထပြီးကစားတဲ့အခါမှာ Barcelona တန်ပြန်တယ် Barcelona ကိုကောင်းကောင်းထိ ंछ ုံနိုင်တယ်ဒါပေမဲ့တစ်ဖက်က Barcelona ရဲ့ attacking ကလည်းလုံးဝ short လို့မြောက်နှစ်သိန်းသုံးကခတ်မှန်းရခတ်တယ်50-50 game ဆိုပေမဲ့ Inter Milan ရဲ့အိမ်ကွင်းနောက် DRB မှာ Inter Milan ဟာ Champions League မှာအိမ်ကွင်းမရှုံးထဘူး Champions League အုပ်စုပွဲ၄ပွဲပေးကိုလုံးဝမရှိဘူးရှုံးထွက်မှာတော့ဂိုးပြန်ပေးရတယ်အဘိုင်ဘယ်နဲ့ဆိုချန်ပီယံလိစုစုပေါင်းအိမ်ကွင်းမှာ6ပွဲကန်5ပွဲနိုင်တပွဲတည်ကြတယ်ဒီချက်ကတော်တော်လေးအားသာချက်ဘာဆိုနာကတော့အဝေးကွင်းမှာ မိုနာကိုနဲ့ဘရစ်ရှ်တော့မန်ကိုနှစ်ပွဲရှုံးပြီးတော့ပွဲနိုင်ထားတော့ဘာဆိုနာရဲ့တင်းရဲ့ခြေစွမ်းကလည်း short တော့လို့မရဘူးတကယ်ကိုခမိုင်းကခတ်တဲ့ပွဲပါဒီပွဲကပိုလန်ဒန်လူချီဆိုင်ဘွန်မာကင်းယော့ကိုင်တော်မှာဖြစ်တယ်သူကိုင်တဲ့အင်တာမီလန်နဲ့ဘာဆိုနာပွဲနှစ်ပွဲသလုံးတည်ကြတယ်ဆန်စီရိုမှာဆိုတော့ နောက်ထပ်တည်ပွဲထပ်သွားမလားဆိုတော့အဝေးကိုစီးနေမရှိတဲ့အတွက်ကြောင့်အပြောင်းလဲတဲ့အများကြီးဖြစ်သွားနိုင်တယ်ဒီညမှာဘာဆိုနာတင်းမှာအရန်မှာလေဝန်ဒိုစကီပြန်ပါနိုင်ရင်တော့အားတာချက်တစ်ခုဖြစ်မယ်လော်တာရိုမာတီနက်စ်ကတော့မသေးကြဘူးနောက်တစ်ဖက်ကဘာဆိုနာမှာဖမ်ဘေးလိုပက်ရှိတယ်အင်တာမီလန်မှာလည်း quality player တွေအရန်ကဝင်လာနိုင်မဲ့သူအများကြီးရှိတယ်ဒီပွဲဟာတကယ်ခက်ခဲတဲ့ပွဲပဲ champion ဖြစ်နိုင်ဖို့တော်တော်လေးရည်မှန်းစားတဲ့နှစ်သင်းပဲဘာဆိုနာတက်သွားရင်တော့ ပိုပြီး entertain ဖြစ်မဲ့ fine ဖြစ်မဲ့ interpolator တက်သွားရင်တော့နည်းနည်း defensive ဆက်တဲ့ပုံစံဖြစ်မဲ့ဘာပဲဖြစ်ဖြစ်ကြီးကောင်းမဲ့ဖွဲပါဒါက Bodo Inga နဲ့ San Siro မှာကမ်ပိန်း Champion League semi final ရဲ့ဒုတိယအကြိုပွဲဖြစ်ပါတယ်ဘယ်သိ semi final ကနေ Munich ကိုတက်သွားနိုင်မယ်လို့ထင်ကြတယ်ကိုမမဝင်ရောက်အမှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်